င်္ဂလာပါ24ရက်5လ2025ဂျပန်တရင်းလေးတစ်ပုဒ်ပြောပြသွားမှာဖြစ်ပါတယ်ဂျပန်မှာလူအများကြီးကူးစက်လာတဲ့ပန်းတီကူးစက်ယောဂအကြောင်းကိုကျွန်တော်ပြောပြသွားပါမယ်မြန်မာကိုဝင်ဆောင်မိခင်တွေပုံမသတိထားသင့်ပါတယ်အဲ့ဒီတရင်းကိုကျွန်တော်တွေးလိုက်တော့တရင်းမှာဘာပါလဲဆိုတော့ဒီယောဂကူးစက်ခံရပြီဆိုရင်ပါးနှစ်ဖက်ကနီးရဲပြီးတော့မသိရင်ပါးနီးဆိုတာတို့ထင်ရတဲ့ကူးစက်ယောဂတစ်မျိုးလို့ပြောတာလေပေါ့နော်ဂျပန်မှာဒီကူးစက်ယောဂကိုဒါအရက်ကပေါ့နော်ပြည်သူတွေကတော့ ပန်းသီးကူးစက်ယောဂလို့နာမည်ပေးထားကြပါတယ်။အဲဘာဖြစ်လို့လဲဆိုတော့ပန်းသီးဆိုလို့တကယ်ပန်းသီးနဲ့တော့ဘာမှမဆိုင်ဘူးနော်။ပန်းသီးကနေကူးစက်ရတာလည်းမဟုတ်ပါဘူး။ဒီကူးစက်ခံရတဲ့လူနာကပန်းတစ်ဖက်ကပန်းသီးလိုနီးရဲနေလို့တင်စားခေါ်ဝေါ်ကြတာပါ။လက်ရှိဂျပန်ရဲ့ဒါဖူကူအိုကာစီရင်စုမှာဆိုရင်ပေါ့နော်။အဲဒီဒေတာမှာဆိုရင်တယောက်ပြီးတယောက်ကူးစက်မှုခံနေရတဲ့ဆိုပြီးတော့ဆွေးနွေးတိုင်ပင်မှုတွေရှိရပေါ့။ဈေးရုံလိုလာပြီးတော့ဒါယောဂချင်းတွေလာပြောတာတွေရှိရပေါ့နော်။အဲဒါကြောင့်ဒီဖူကူအိုကာ အုပ်ချုပ်ရေးဘက်ကနေအတိပေးထုတ်ပြန်လာတဲ့အထိကူးစက်မှုကဒါ9နဲ့အတွင်းအများဆုံးဖြစ်နေတယ်လို့သိရတယ်ပေါ့နော်အဲဒီကူးစက်ယောဂါကဒါအကျွယ်ရောက်လူတွေအတွက်တော့အရင်စိုးရင်စရာမရှိဘူးခလေးတွေမှာအဖြစ်များလာလို့သိရပါဘူးနော်အဲခလေးတွေမှာဆိုအရင်ဖြားတယ်ဖြားပြီးတဲ့နောက်မှာမှပါးနှစ်ဖက်ကဒီပန်းသီးလို့ပေါ့နော်ညီရဲလာတယ်လို့သိရတယ်ပေါ့ဒါပေမဲ့လေတခါမှကူးစက်မခံရဘူးတဲ့ကိုဝန်ဆောင်မိခင်တယောက်ဒါဆိုအရွယ်ရောက်ပြီးသားမိန်းမတယောက်ပေါ့နော် သူဆိုရင်တကယ်လို့သူသာအဲ့ယောဂကွန်ဆက်ခံလိုက်ရတယ်ဆိုရင်လူကြီးဖြစ်တဲ့သူကတော့ဘာမှမဖြစ်ဘူးဒါပေမဲ့သူ့ရဲ့လွယ်ထားတဲ့ဒီပေါ့နော်ကိုဝင်ဘိုက်ထဲမှာရှိနေတဲ့ကလေးကိုအဲ့ယောဂကကူးဆက်ပြီးတော့ကလေးကထိခိုက်နိုင်ပြီးတော့ကလေးပြက်ကျတဲ့အထိမျိုးဖြစ်သွားနိုင်တယ်ဒါတော်တော်အရေးကြီးတာပေါ့နော်အဲ့ဒါကြောင့်မလို့လက်ရှိမှာသတိပေးအဆင့်တက်မှတ်ထားရတယ်ပုံမှန်ဒီဟာကလေးတွေပေါ့နော်ကလေးမှာဖြစ်များတဲ့ဆိုပေမဲ့ဒါစီးတော့ပါတော့နေတော့ရင်ပြန်ပြီးတော့တက်တာဝါနိုင်တဲ့ယောဂမျိုးပေါ့နော်လူကြီးတွေမှာဆိုရင်တော့ဒါလူကြီးတွေကိုခံအားရဆိုရင်တော့ ဒီယောဂ AC ဆိုတဲ့သဘောမှာရှိပေမဲ့ကိုဝန်ဆောင်မိခင်တွေအတွက်တော့သူကိုယ်တိုင်တော့ဘာမှမရှိပေမဲ့လွယ်ထားတဲ့ဘိုက်တရားကလေးအတွက်တော့ကလေးပြကြတဲ့အထီအောင်ဖြစ်နိုင်ပါတယ်။လွန်ခဲ့တဲ့9နှစ်တကတဲ့စာရင်အခုချိန်ကဒါကူးစက်မှုတော့အမြင့်ဆုံးလို့သိရတယ်ဗောနော်။အဲ့ဒါကြောင့်မလို့ဖူကူအခါမှာ3ပေးထုတ်ပြန်နေရတယ်။အဲဒါကိုဒီအကြောင်းကိုကျွန်တော်ကဒါစေတနာနဲ့ဗောနော်ဖူကူအခါမှာရှိနေတဲ့မြန်မာပြည်ပုံမှန်သတိထားဖို့အတွက်ကျွန်တော်ဒီသတင်းလေးကိုပြောပြပေးတာဖြစ်ပါတယ်။အဲကျွန်တော်ကတော့ Facebook မှာဆိုလဲ2018လောက်လေးကဂျပန်သတင်းလေးကို ဟာနာဇာခါရီဂျပန်ဆိုတဲ့ပေမှာရှိတယ်။ YouTube မှာဆိုရင် Yukimi Channel မှာဗီဒီယိုတင်ပါတယ်။ကြည့်ကြည့်ပါ